ခင်ဗျားတို့ကျန်တော့ဖြင့်တဲအရှင်ပြေဗျာတရားနာလိုက်ဦးမလားအိုးစိတ်ထဲကတော့အာယုံရှိပါရဲ့ပြကြဘူးလားစိတ်ထဲကတော့အာယုံရှိပါရဲ့စိတ်ထဲကတော့အာယုံရှိပါရဲ့တဲ့မလွှဲသာတဲ့ကိစ္စရှိဘာလဲဒီရောက်ဆင်းမဲ့ကိစ္စရှိရိမ့်မိကလားမလွှဲသာတဲ့ကိစ္စဆိုတော့ရောက်ဆင်းမဲ့ကိစ္စပြောတယ်ဒီကာယကံကလည်းမအားဘူးဝစီကံကရောမနောကံကရော အဲ့ဒီမအားတာဟူသေးရလေဒကာရမတို့လောဘနဲ့မအားဒေါသနဲ့မအားမောဟနဲ့မအားဒီလိုမရှိဘူးလားအဲ့ဒီကဲတနည်းအားဖြင့်လည်းခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကာယကံကုသိုလ်စီကံကုသိုလ်မနောကံကုသိုလ်ဘုဘဝတောင့်တတဲ့လှုပ်လှုပ်တဲ့ကုသိုလ်မျိုးနဲ့မအားလို့ရှိရင်လည်းကြောက်ကြတာပဲလို့မှားရှင်းမလားရှင်းပါဒါဖြင့် ယောက်ကြတယ်ဆိုတော့ဒကာဓမ္မတွေကကုသိုလ်လုပ်လိုက်ယောက်ကြတယ်ဆိုတော့ကလူနာပြမတ္တဝါတို့ပြိစရိနေမှုကိုကြိုက်ပြီးလုပ်လို့ရှိရင်တော့ယောက်ကြတာပဲမှန်ပါဘူးတပည့်ကြဟုတ်လားဒါပြန်ယောက်မကြတယ်ကြတယ်ပါဠိတော်ကကမ္မဘဝပြည့်စရာဟောဇာတိတိဥသောယောက်ဟာသေးသလားမသေးပါဘူး6လ9လ10လအဝမကပ်ဖဲနဲ့အစာဘရုမကျွေးမဲ့လူမရှိမနဲ့ဒုက္ခိတအဖြစ်နဲ့နေရတာမှန်ပါဘူးဒီယောက်သေးတဲ့ယောက်လို့ဆိုကြမှာမသေးပါဘူး ဥပါယသေးတဲ့ကြောက်လားကြီးတဲ့ကြောက်လားအဲ့တော့ခင်ဗျားတို့ဒီဒီတရားကိုလည်းမနာရပါဘူးမအားလို့မလတ်လို့လောကီရေးရာအယောင်းဝယ်လေးကလည်းမပြတ်လို့အယောင်းဝယ်မပြတ်တယ်ဆိုတာဒီကာယကံမရှိကံမပြတ်ပြောစရာလေးမပြတ်ဘူးယူစရာလေးအေးကျန်းနေတဲ့စကားလေးကစကားလေးကခြွင်းချက်ရှိနေသေးတယ်သဘောကျအဲ့ဒါလေးကြောင့်မအားတော့ကာယကံမရှိကံလေးကြောင့်မအားတော့ ကာယကံဝစီကံလှုပ်ဆရာမရှိဘူးလားအဲ့ဒီဓာရီလှုပ်နေတော့ကာယကံဝစီကံမနောကံကိုကာမဘဝတဘောကြကာယကံဝစီကံမနောကံကိုဗါတဲ့ကာမဘဝဖြစ်เสียဩတပည့်သားတို့ရောက်ကြစရာလေးရှိသေးလို့ဒီနေ့ဖြင့်တရားလဲအမထုတ်သေးပါဘူးနာလဲမနာသေးပါဘူးဆိုတော့အဲ့ဒီလိုတောင်းပါရင်ကောင်းတယ်ကောင်းဘူးလားကောင်းပါခင်ဗျားတို့နာစီခြင်းလို့ပြောတာမဟုတ်ပါဘူး ဖြစ်စဉ်ကိုင်းမှုပြောနေတနာလို့ပြောတာပါရှင်းမလားဒါပြန်မအားတဲ့ပုဂ္ဂိုလ်မှာဘာလို့ရှိတယ်ဆိုတာပေါ်ပါလားပရိစ္ဆသမုပ္ပါအစဉ်တိုင်းပြည့်မှုအလုရှိနေတယ်ဖျကမ္မဘဝပြည့်စရာဇာတိပြည့်စရာဩဒီကြောက်ပြည့်စရာရှိနေလို့မအားတာဖျပေါ်ပါလားပေါ်ပါဘာကြောင့်မအားပါလဲ ရောက်ပြေးเสียရှိနေလို့မာတာပဲဆိုတာကောင်းကောင်းပေါ်သေးဘူးလားဒါဖြင့်ဒကာရမတို့ကာယကံစီကံမနောကံဆိုတဲ့ကမ္မဘဝကြောင့်ဘာဖြစ်တယ်ဇာတိဆိုတဲ့ရောက်သေးကြတဲ့ခါကျတော့ဇရာကရိုက်မရဏကတတ်ဒါဖြင့်ရောက်ကြအသက်ခံเสียကိစ္စရှိရောက်ကြပြီးဒီကလာအရိုက်နဲ့ခံပြီးဒီကလာသေဘောဝင်เสียရှိတာနဲ့ တပိလေတော့မအားဘူးဆိုတာဒါရဲတာဖွင့်လိုက်ပါတော့ပေါ်ပါလားပါကြောင့်မအားကြပါလိမ့်ယောက်ကြပြီအရိုက်ခံကြရလေးရှိသေးသေဘောဝင်ကြရလေးရတယ်အဲ့ဒါကြောင့်ဖရာဆိုတော့ဒီပြိဿသမုပ္ပါတိုင်းပြေးเสียရှိလို့ဘလောက်နဲ့နာဒီတရားမျိုးကိုမနာရတော့ဘူးဆိုလို့ရှိရင်ခမည်းတော်ပြိယေတွေဟာ အဖို့တန်တယ်လို့ထင်နေတာတကယ်ကိုပဲဆိုးရတာပဲတဲ့တရားဓမ္မတို့ဟင်ဆိုးပါဘူးလားဆိုးပါဘူးပေါ်ကြရလားပေါ်ပါဘူးအဲ့ဒါကြောင့်ခင်ဗျားတို့ဒီလက်တွေ့ဥပဒနာကိုပြပေးမယ်ဆိုတော့ဥစ္စာဥပဒနာမပြခင် အပြစ်သင့်တာတွေပြတော့ရှိသေးတယ်ပါပါဥပဒနာမပြသေးပါဘူးတရားဓမ္မတို့ပါပါဥပဒနာပြဗလားမပြသေးပါဘူးမပြသေးပါဘူးတရားဓမ္မတို့ခင်ဗျားတို့ပရိယေတွေ ခမရတို့ဤတာယေသမီးစီးပွားရေးကိစ္စရှုပ်ပုံတွေဟာအော်တို့ဒီဘာကြောင့်ရှုပ်ရတယ်ရှုပ်ချင်းကြောင့်ဘယ်လိုတို့ဒီကားလဲဆိုရင်အရှိုးအပြစ်တွေးရတယ်ဆိုတာမပေါ်သေးဘူးလားပေါ်ပါဘူးပေါ်ပြီနော်ဒီကံကံဝစီကံမအားတာကကမ္မဘဝကမ္မဘဝလောက်တဲ့ပုဂ္ဂိုလ်ဟာကမ္မဘဝဖြစ်เสียဇာတိတွေးရတော့မလဲဇာတိကဘာသစ္စာလဲဒုက္ခ ဟုတ်တယ်တဲ့ဇာတိပိဒုက္ခသစ္စာလို့သတိပဋ္ဌာန်ပါဠိတော်သိချာဟောသောကြောင့်တတိတော်ဒီမအားတာဒီဒုက္ခရောက်ဖို့မအားတာပါဗျာဟုတ်လားသဘောကျဇေမရဏဟောပါသစ္စာတော်ရှင်းမလားအဲဒါဖြင့်တတိတော်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကာယကံဝစီကံမနောကံအလုပ်တွေနဲ့လှုပ်လို့မအားနေတာဒီဒီကံတွေဒီကဒီဇာတိဆိုတဲ့အကျိုးပဲလာရမှာမှန်ပါ မလားပဲဇာတိရိုးရလာလို့ရှိရင်ဇာမရဏနဲ့အသက်ထွက်ရမယ်ဆိုတာကိုမသေးကြဘူးလားဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေအခုတွေ့လို့ဒီလိုပြောလို့ရှိရင်ဖြင့်အခုပဲနားထောင်လိုက်ပါတရားဖြတ်ခန်းကိုလည်းသေးသေးချာချာပြပါမယ်ထို့သောတဏှိရဲနာလို့တော့မရောက်နိုင်ကိုယ့်အဖြစ်ဆိုးကိုကိုအောင်ပြောရကြည်အောင်ခင်ဗျားတို့ကဟုတ်လား လူလူရင်ခါရှာယုံပါတဲ့အတိုင်းလှဲ့တဲ့တရားတွေလှဲ့ပြီးဒီကလာပြောတာတွေကဘယ်ပြစ်သင့်တယ်ဆိုတာသိအောင်လို့ဖော်ပြောနေရမှန်ပါပါပြောတတ်ဘူးလားကာယကံဝစီကံမနောကံဆိုတာလူတိုင်းကင်းကြရအဲကိုယ်နဲ့လောက်ရမယ်လို့ရှိတယ်ဗဇက်နဲ့လောက်ရမယ်လို့စိတ်သေးကတွေးဆနေရမယ်လို့အဲ့ဒီအလုပ်တွေကခမည်းတော်လူတိုင်းရဲ့ရှိနေတော့ သူတော်ကောင်းလို့ဖြစ်တဲ့ပြိဿသမုပ္ပါဖြတ်ခမ်းတရားရှင်းမလားမနာနိုင်ဘူးခင်ဗျာမနာနိုင်ဘူးအလုပ်တွေကမပြည့်မပြတ်နဲ့တပည့်တော်ဖြစ်ရင်အမနာကြတဲ့တွေ့နေလို့နာလည်းမနာနိုင်ဘူးကျင်လည်းမကျင်နိုင်ဘူးဆိုတာဒီကာမဘဝတွေလုံနေတာကာမဘဝဖြစ်เสียဇာတိရောက်ကြတော့မယ် तू तू တော့ချိုတော့ဒီဒုက္ခရောက်တော့မယ် तू လိန်တော့ဒီဒုက္ခရောက်တော့မယ်မရောက်ပဲဘူးလား ဇာတိဖြစ်เสียဇာမရဏလာမယ်ဥပဒေပွဲမတွေ့ရပဲဘူးလားဒါကြောင့်တရားဓမ္မတွေဝိပဿနာလို့ခေါင်းကြီးကပေးထားမလုဖြစ်တာဒီဒီခါဒီကံနေကြောင့်ခရားတပည့်ကြလုဖြစ်ရင်ဒီကံနေပြတ်မလုဖြစ်တော့ဒီကံဒီကိစ္စတွေကမရှိဘူးလားရှိပါဘူးကိုယ်နဲ့လုရမယ်လို့ မဇတ်နဲ့လောက်ရမယ်လို့စိတ်နဲ့လောက်ရမယ်လို့အဲ့ဒီလောက်တရားရှိမလဲဘူးလားရှိပါရဲ့နဲ့ပတ်သက်ရဲ့တာယသမီးနဲ့ကိစ္စရဲ့ပတ်သက်ရဲ့စုပြုံးညာကနဲ့ပတ်သက်တဲ့ကိစ္စမရှိပဲဘူးလားအဲ့ဒါတွေကကာယကံဝစီကံမနောကံဆိုတဲ့ကမ္မဘဝရှင်းမလားကမ္မဘဝပြည့်စရာဩတပည့်တော်မအားတာဒီကံဒီလောက်တွေလုံနေရလို့မအားတာမအားတဲ့အတွက် ပရိစ္ဆေသမုပ္ပါကပြတ်သေးရလားမပြတ်ဘူးမပြတ်ဘူးဒီဘက်ဇာတိဘက်ဆက်လာမဆက်ဘူးလားဇာတိဘက်ဆက်လိုက်တဲ့အခါကျတော့ရှောင်းလို့ကွင်းလို့ရသေးရလားဇာမရဏတွေ့ရ။ဥပ္ပသေးဘွယ်တွေ့ရ။ဩဒကာဓမ္မတဲ့အိမ်မြမအားရမယ်။ဘာများဖြစ်နေကြပါလိမ့်မလို့ဆိုလို့ရှိရင်ဖြင့်ပရိစ္ဆေနေမှုကိစ္စကတပည့်တို့ကြုံရင်သေးလို့ခရား။ဒါကြောင့်ကာယကံမရှိကံမနောကံနေနဲ့မအားပဲဖြစ်နေ။ အဲ့ဒီမဟာရာဒီဘာကြုံရင်လို့ပါလေကျေကျေပြောပါဘာကြုံရင်ရပါလေပရိသေနေမှုနဲ့ကြုံရင်လို့ပါဖေ။ပရိသေနေမှုနဲ့ကြုံတဲ့ပုဂ္ဂိုလ်ဟာအိုပွဲပေပွဲနဲ့ကောမလွဲရမ်းရင်ဆင်ရမယ်ဆိုတာကရှင်းပါပဲမရှင်းဘူးလားအေးဒါကြောင့်ခွင်းတို့ဓမ္မတွေခမည်းတော်မအားသလောက်ဒုက္ခရောက်တယ်ဆိုတာကော သိကြပါလားသိကြပါဘူးဒါကြမြို့သုံးတွေရှောင်းမရှောင်းတယ်မလားကိစ္စလေးကကိစ္စကလေးကအရင်ဆုံးတာပြောတော့မဖြစ်တော့မဖြစ်တော့ပါဘူးမဖြစ်လာဝင်မဲ့လဲကိုမပါမပီးလို့အာမမြို့သုံးမြောက်သုံးလို့သိတော်တော့ကိုယင်တယ်လို့ထင်လိုက်ယင်လာယင်တယ်ဒီဘက်ရောက်ကြသွားပြီမကြသေးဘူးလားဒီဘက်နှစ်ခုနဲ့ယင်မဆိုင်ရဘူးလားအမလေးတုတ်ချူတဲ့လောက်ခမည်းတော်ဒုက္ခရောက်ပါလား ပါလေနှုတ်ချိုသလောက်ဒုက္ခရောက်တယ်ဆိုတာကောင်းကောင်းရှင်းမလားအဲ့ဒါခင်ဗျားတို့ကဖြင့်အင်းဒီလိုပြောလိုက်တော့မှာပဲခန္ဓာကြီးလည်းရှိပါရဲ့ကိုယ်လည်းအင်းနှုတ်ကြမ်းတာလည်းမဟုတ်ပါဘူးအမှန်လည်းပြောရလေရောက်လိုက်တာပါပဲကိုယ်ကိစ္စကလည်းမြင်တဲ့အတိုင်းပဲအမှန်လေးတခါတည်းတခါရမတွေကတော်တော့ဘုန်းကြီးနဲ့ တော်တော်လူများကြတာလို့ရှိရင်ဖြင့်အပေသွားမှတောင်မှပဲတခါတည်းသုတ်ချူပြီးသွားလိုက်သေးတယ်မှန်ပါပါအတော်မဆိုးဘူးလားဘယ်လိုဒီကဓမ္မတွေသဘောပါကြရဲ့လားသဘောမပါရင်လည်းကိုယ့်အလုပ်ပဲခင်ဗျားတို့ပါသာပါကြမှန်ပါပါရင်းမိဗလားသူများအလုပ်လားကိုယ်သုံးနှုံးနေတဲ့အလုပ်လားရှင်းမလားရှင်းပါဒါပြန်တော့ဒီသုံးဒီနှုံးတွေကိုအကုန်ဖြတ်ပါမှန်ပါ တရားနာတော့ကြဆိုတော့အကျုပ်မှအခုမြင်တဲ့အတိုင်းပဲလုံးမနေနဲ့လုံးမနေမြင်တဲ့အတိုင်းပဲဆိုရင်သာတိရောက်သွားရမယ်။ဇာမရဏရောက်သွားရမယ်။ဒါပြောလိုက်တာပဲ။ရှင်းမလား။ရှင်းပါပြီ။အေးဒါဖြင့်ဒီကာယကံဝစီကံဒီကာရမတို့ဘယ်ကလာတယ်ဆိုတော့လက်တယ်ရှာကြပါဦးလို့နော်။ကာယကံဝစီကံဆိုတဲ့ဥစ္စာဒီကာရမတို့ဥပါဒံဥပါဒံဆိုတဲ့တရားကြောင့်လာတယ်။ ကိုပစ္စည်းဆွဲလန်းတဲ့ဥပါဒံရောက်ကာယကံဝစီကံနဲ့လောက်အောင်ကိုရရင်တဲ့ပစ္စည်းဆွဲလန်းနေတာနဲ့ကာယကံဝစီကံနဲ့ပြောမှဆိုမှပြီးမှအင်းဥပါဒံဒီကားလဲဆိုရင်ဖြင့်လောဘတဲ့စာပေါင်းများစွာကြီးလို့ခရကဥပါဒံလို့ခေါ်လိုက်တယ်လောဘတဲ့စာပေါင်းများစွာကြီးလို့သူ့ဘာခေါ်တော့ဒါပြန်ဥပါဒံနာပစ္စည်းဟာဘောကမ္မဘော ဥပါဒံရောက်ဒီကံนี่ဖြစ်ကာမဘဝဖြစ်တာကာမဘဝဖြစ်လို့ဒီဇာတိဖြစ်ရဒီဇာတိဖြစ်လို့ဒီဆရာမရဏနဲ့ရင်ဆိုင်ရသဘောကျဘူးလားဒါပြန်ဒကာရမတို့ခမည်းတို့သုံးနှုံးပြီးဒကာလန်လဲလိုက်တာပြည့်စုံပေါ်နေတယ်ကောင်သာသမီးပေါ်နေတယ်ကောင်ဥပါဒံရှိနေလို့ဒီကာယကံဝစီကံတွေနဲ့ခမည်းတို့တရားမနာဖြစ်တာပဲတရားအာမထုတ်ဖြစ်တာပဲဆိုရိုက်ဗလား ကြောက်เสียကောင်းရင်ဒါဗျာကိုကိုကိုနစ်အောင်ပဲတခါလဲကြံရင်နေတော့တယ်ဆိုတဲ့အိဗယ်ကလဲအတော်ကိုမှန်းနေပြီခင်ဗျားတို့အသက်ရှည်လေလေဒီကာယကံမရှိကံများလေလေများလေလေရောက်ကြလေရောက်ကြလေလေဒုက္ခမလွတ်လေလေဆိုတာကောပေါ်သေးဘူးလားကဲဒါပြန်ဒကာရမတို့ဩတို့ဟာတို့အနေနဲ့တို့တော့ဖြင့် အတော်ရင်ရေးနေတယ်အောင်းမေ့တာပဲရင်ရေးသလောက်အရှိတံမာလာသံလျခရီးလမ်းမှာမတံဘူးလားရင်ချင်းအမျိုးဆုံးသုံးသလောက်သံလျခရီးလမ်းမှာအတော်ရှမ်းသွားမကြမ်းဘူးလားပေါ်ကြဘူးလားအင်းဆိုးလိုက်တယ်ဒကာရမတွေမပြောပါနဲ့တော့ဒီတရားမျိုးကိုမနာရတော့ဘူးဆိုလို့ရှိရင်ဖြင့်ကျုပ်ပူတာလေးလှူးနေတာပဲစားဖို့ကလည်းတလောက်မဟုတ်ပါဘူးလှူဖို့တန်းဖို့ပါပဲ အဲလူကိုတမ်းဖို့ပါပဲလို့ဆိုရတယ်ခမရတို့လူမှုတမ်းမှုဒီကားလဲဆက်လက်ရှင်ဖြင့်တဲ့ပရိစ္ဆသမုပ္ပါကိုပြအောင်မလုံနိုင်လို့ရှင်ဖြင့်ဒီဒုက္ခပဲပြန်ရဒီတန်းလူတန်းတဲ့စေတံကံနေပါဘူးလားမလူတော့လို့ရှင်ဒီဒုက္ခရမှာပဲဒီဒုက္ခရင်ဒီဒုက္ခနှစ်ခုနဲ့ရင်ဆိုင်ရမှာဆိုတာကောအမတမသေးကြဘူးလားပေါ်ကြဒါကြောင့်ဒီဃာရမကြီးအကြောင်းပြနေပါတယ် ခမရာတို့ကာယကံဝစီကံအလုပ်တွေကမအားတာဘယ်နဲ့ကြောင့်မအားပါလိမ့်မလို့ဆိုတော့ဥပါဒံကြောင့်ပစ္စည်းဆွဲလန်းသာသမိဆွဲလန်းနဲ့ဘာလို့ဒါကြောင့်မအားတာမအားတော့ဒီကံနေနဲ့မနေရဘူးလားကာယကံနဲ့နေရတယ်ကိုကြီးနဲ့သွားလိုက်လာလိုက်ဝစီကံနဲ့ပြောဆိုနေရမနောကံနဲ့တွေးဆနေရနေရတာဒီကံနေကြောင့်ဘာဖြစ်တုံးသေတိရှာမယ့်ဇာတိဖြစ်ဇာတိဖြစ်လို့ဘာရဆရာ ဒါဖြင့်တရားဓမ္မတို့ခမားတို့မအားလာရိပ်မိပါပြီဒီဥပါဒံကြောင့်သာသမီနဲ့ပြည့်စည်ဥစ္စာကိုဆွဲလန်းတဲ့ဘာတော့ရှင်းမလားကောင်းပြီဒါဖြင့်ဒီဥပါဒံဟာဘယ်ကလာသရုံးဆိုတဲ့လက်တယ်ကိုပြောင်းမြန်ရှာပါဥပါဒံဘယ်ကလာတယ်ဆိုတာပြောင်းမြန်ရှာလိုက်တော့မှတဏှာကလာတာဒါကြောင့်ဘုရားကတဏှာပြည့်စည်ဟာဥပါဒံပေါ်လား ဟဲ့ဒကာဓမ္မတို့ဥပါဒံဘယ်ကလာပါလဲ။အင်းတဏှာအကုသိုလ်လားအကုသိုလ်လား။ဟောဒါပြန်အကုသိုလ်ဆိုတဲ့တဏှာတဏှာဆိုတာလိုချင်မှုရရင်မှုခင်ရင်မှုပေါ့ဗျာ။လိုချင်မှုရရင်မှုခင်ရင်မှုကတဏှာ။အာဇိဆွဲလန်းတာကဥပါဒံ။ဆွဲလန်းခြင်းကြောင့်ကာယကံဝစီကံနေနဲ့အာထုတ်တာက ကာမဘဝအဲ့ဒီကာမဘဝဆိုတဲ့စေတနာကံတွေအမျိုးမျိုးဖြစ်သောကြောင့်ကာမဘဝဖြစ်เสียဇာတိဖြစ်เสียဇာတိဖြစ်เสียသဘောကျ